ထောင်ထဲမှာအတူပိုင်းကအေးဆေးဆေးအနားယူနေုံမှာတငယ်ချင်းကြီးကြီးကလာရောက်တွေ့ဆုံပါရီရှယ်ယာဝင်းတွေကသူတို့ရဲ့လုပ်ငန်းတွေရပ်တန့်သွားပြီလို့ထင်နေရကြောင်းမလို့သူတို့ရဲ့ပတ်စံတွေကိုပြန်ပြီးတော့ထုတ်ဖို့ကြိုးစားနေကြရဲဆိုတာဂျီကြီးရဲ့ပြောပြချက်အရသိလိုက်ရပါတယ်အတူပိုင်းကတကယ်ရပ်တန့်သွားလိမ့်မယ်လို့ခံစားရလားဆိုပြီးတော့ဂျီကြီးကိုမေးပါတယ်ဂျီကြီးကတော့နောက်ပိုင်းတွေမှာအချိန်သက်ပြီးတော့တပြေးပြေးချင်းသွားကြဖို့ကြံပေးပါတယ်အတူပိုင်းကတော့ညံလေးပါလေးသုံးဖို့ဂျီကြီးကိုပြောပြီးတော့သူတို့ကထုတ်ကုန်နှစ်ဆတိုးမြင့်ကြဆိုတဲ့စောင်းပုတ်တိုင်းပဲ ဝင်ငွေတွေအမျက်ငွေတွေကိုတွန်းအောင်လုပ်ကြရမယ်လို့ပြောပါတယ်။ဒီအချိန်မှာသူတို့ရဲ့လုပ်ငန်းတွေကိုဖုံးကွယ်နေရမှာမဟုတ်ဘဲနဲ့သူတို့ရဲ့လုပ်ငန်းတွေကိုချပြမယ်အချိန်ဖြစ်တယ်လို့ပြောပါတယ်။ပြီးနေကြတော့ခွေးတိုင်းကိုနှစပိုကျွေးရမယ်။ဆက်ဆိုရဲမျိုးကစီးမများထဲ့လီကောင်းကောင်းအလုပ်လုပ်လီဖြစ်တယ်လို့ပြောပါတယ်။စလင်းမိုင်ကလည်းနောက်ဆုံးတစ်ခေါက်တုန်းကပတ်စံတန်း150ပြီးပြီးတော့သူတို့တွေကဘာတွေပြန်ပေးကြလဲ။ဒီထဲမှာဘာလုပ်နေရလဲလို့အဒူပန်ကိုမေးပါတယ်။အဒူပန်ကလည်းကိစ္စအားလုံးက ရှကီရဲ့အာမခံမှုနဲ့တာဝန်ယူမှုသာဖြစ်ပြီးအဲဒီကိစ္စကသူနဲ့ဖြေရှင်းရမယ်လို့ပြောပါတယ်။သူ့ရဲ့အစိုးရယာရူသူ့ရဲ့ဝင်ငွေတွေအားလုံးဆုံးရှုံးစေရမယ်လို့ဆက်ပြီးတော့ပြောပါတယ်။ဘယ်တော့မှပြန်ကောင်းမလာအောင်လက်စားချေရမယ်လို့လည်းကြုံးဝါလိုက်ပါတယ်။သူ့ဒုက္ခတွင်းတွေကိုဆွဲသွင်းသွားပြီးတော့ကိုလွတ်ယုံသွားတဲ့ရှကီကိုလည်းအလွန်မပေးဘူးလို့ပြောပါတယ်။၂000နှစ်ဖေဖော်ဝါရီလရဲ့ဘန်ဂလောမြို့မှာလွတ်တော်အမတ်ကခါနာဂါရာခေါင်းဆောင်ပိုင်းကဒဇယ်ကောင်းစာရွက်အတုလောက်တာကိုဖုံးထားကဒီလိန်လေမှုမှာပါတီဝင်ကြီးတော်တော်များများပါဝင်ပတ်သက်နေကြောင်းပြောပါတယ်။ သူရဲ့နိုင်ငံရေးတက်တန်းတခြားမှာဒီလိုရုံမာပြီးတော့အရှက်မရှိတဲ့အစိုးရအဖွဲ့ကိုမတွေ့ဘူးကြောင်းလေးတရင်းစာကိုင်းပြီးတော့ပြောပါလိအစိုးရဘွဲကတော့တရင်းစာရှင်းလင်းပွဲနဲ့တူတူဒီဆွဆွဲချက်ကိုငင်းဆန်နေပါလိအဲ့ဒီကိစ္စကိုအလွတ်စုံစမ်းရေးအဖွဲ့တစ်ဖွဲ့ကိုတက်တက်ဖွဲ့ပြီးတော့စုံစမ်းမယ်လို့လည်းပြောပါလိကေဗန်ကထောင်ထဲကိုရောက်လာပြီးတော့ရှက်ကီးရဲ့လူတွေကစလင်းမိုင်ကိုချင်းချောင်းနေကြပြီဖြစ်ကြောင်းပြောပါလိအလူပန်ကရှက်ကီးကအဆွေမရှိတော့တဲ့ချင်းတဲ့ကောင်သာဖြစ်ပြီးတော့ဟိန်းဟောက်ယုံသာတက်နိုင်တော့တာလို့ပြောပါလိသူရဲ့နေရာပျောက်ကနီးနေပြီဖြစ်ပြီးတော့မငိုယုံလေးနေထိုင်ရတယ်လို့အဒူပန်ကပြောပါတယ် အလူပိုင်းကတော့အစိုးရဟာတုံလုံးနေပြီးတော့သူ့ကိုအပြစ်ပေးရတော့မယ်စာကေတီမှုစူးစမ်းကြလိမ့်မယ်လို့ရှင့်နေကံပြောပြောပါရီမုံမိုင်းနဲ့ဘင်္ဂလောရေးတွေကသူ့ရဲ့ဘက်မှာဖြစ်တယ်လို့အလူပိုင်းကပြောပါရီဘင်္ဂလောစုံစမ်းရေးဌာနမှာတော့စုံစမ်းရေးမှုစုရကသူ့ရဲ့တပ်ဖွဲ့တွေကိုဘီယာနဲ့ပီအိုဘာညာတရကားတွေရှင်းပြနေပါရီလူလိန်နဲ့တကူတိုင်းမှာလောဂျစ်တွေရှိကြရလို့လည်းပြောပါရီလူမျိုးလေစားဖို့အတွက်ယုံကြည်မှုကိုအရင်ဆုံးတိဆောက်ရတယ်လို့ပြောပါရီအဲဒီယုံကြည်မှုကိုအသုံးချပြီးသူ့ရဲ့လုံအင်ဆန္ဒကိုလှုပ်ဆောင်စဉ်းစားကြရတယ်လို့ပြောပါရီ စနစ်ကရှုပ်ထွေးနေတဲ့အခါမှာတော့ဂဲပေါက်တွေကနေပါပါတွေဘာညာနဲ့ရှင်းပြနေပါလိ။ဂဲပေါက်ဆိုတာကလူလိန်နဲ့တကိုးတွေရဲ့အညာဖြစ်တယ်လို့ပြောတာ။အဲ့ဒီညာကိုတီရနဲ့တကိုးနဲ့လူလိန်တွေကိုဂွေကနေဖမ်းနိုင်ပြီဆိုပြီးတော့စူရပြောပါလိ။စူရကအပြန်မှာတော့မတန် GDP နဲ့အတူပြန်လာပါလိ။မတန် GDP ကဒဇေကောင်းစာချုပ်အမှုအတွက်စူရတောင်းဝင်ပေးပါလိ။စူရကဒါကနိုင်ငံရေးလေးကွက်တစ်ခုဖြစ်တာအကြောင်းမလို့တကယ်ဖမ်းရမှာလား၊ဟန်ပြစုံစမ်းဖမ်းပေးရမှာလားဆိုပြီးတော့ပြပြတတပြန်ပေးပါလိ။အာနာယပါတီက CIDO ကိုတကယ်ကြောက်တာလားဆိုတာရှိသေးတယ်လို့ပြောပါလိ။ ဗရန် GDP ကတော့စူရပြောရလဲမှန်တင်းတော့မှန်ကြောင်းလေးဒီဇလန်အတွက်သူကိုယ်တိုင်ဇန်ညုံကြီးထားတယ်လို့စူရပြောပါတယ်ရှကီကတော့တည်တည်ချာချာထိန်းသိမ်းရမယ်လို့စူရပြောပါတယ်သူ့ရဲ့နောက်ရောက်သွားရင်အစိုးရရဲ့စောင့်ကြည့်တာခံရပြီးတော့ပိတ်ဆို့မှုခံရမယ်လို့ပြောပါတယ်အချင်းတို့ကြည့်ပြီးတော့လှုပ်ရှားလိုအပ်တာကိုတင်ပြလို့မဒန်ကညွှန်ကြားပြီးတော့ action hero လုပ်လိုက်ပါလို့ပြောပါတယ်လန်ကူလက်တနေရာမှာမဒန် GDP ကလှုပ်ဝက်အလွတ်စုံစမ်းရေးခေါင်းဆောင်နေသူ့ရဲ့အဖွဲ့သားတွေကိုမိတ်ဆက်ပေးပါတယ် ခေါင်းဆောင်ကလူနေရကြမလို့လူထက်လူမလားလို့မေးတဲ့ခါမှာဆူရကအမာခံတိတိတောင်းတောင်းလေးကပို့ပြီးတော့ခိုင်းမာတယ်လို့ပြောပါတယ်။တကယ်လို့ရဲ့တော့ထပ်ပြီးတော့တင်ပြပါမယ်လို့လည်းပြောပါတယ်။ခါနာကာတာတရားရုံးမှာတော့အဒူပိုင်ကိုစစ်စစ်မေးမြန်းနေကြပါပြီ။အစိုးရရှိနေရလေရှောက်လွာတင်ထားကြောင်းရှောက်ထားပါတယ်။စုံစမ်းရေးဘွဲကမတန်တယောက်ကလေအဲ့ဒီရှောက်လွာနဲ့ပတ်သက်ပြီးအမှုအတွက်မေးခွန်းတွေထုတ်ရှင်ကြောင်းပြောပါတယ်။ဒီလိုမှမဟုတ်ရင်နောက်တစ်ပတ်နေရင်အဒူပိုင်ကအာမခံနဲ့လွတ်လာမှာဖြစ်တယ်လို့လည်းပြောပါတယ်။ တရားသူကြီးကလည်းမတန်ရဲ့အဆိုအတွက်ပို့ပြီးတော့ထိရောက်တဲ့ရှောက်လွာလိုအကြောင်းပြောပါရီတပတ်မှလည်းစူရားကတစိကောင်းညှို့စာချုပ်အမှုအတွက်အသေးအံစူးစားနေရပါရီကာနာကာရာရဲစခန်းကိုစူရားတို့ဘက်ကရောက်လာပြီးတော့ရရှ်နီဂန်နဲ့စကားပြောပါရီအမန်တရားရဲ့ဘက်တော်သားရရှ်တီဂန်ကတော့အစိုးရအုပ်ချုပ်ရေးရန်တရားကြီးကရွေချက်ပျောက်ဆုံးနေကြောင်းပြောနေပါရီသူတို့ကလည်းအားလျှော့ကျင်လာပြီလို့ရရှ်နီကစူရားကိုပြောနေပါရီရရှ်နီကနောက်တစ်ပတ်နေရင်တော့အဒူပိုင်ကချုပ်ရက်ပြေးပြီးတော့ရှောက်သွားနေတော့မှလို့ပြောပါရီ ။ဆူရာကလည်းအချိန်မရှိတော့မှန်းသိပါလေရဲ့။လာပြီးတော့အကူအညီတောင်းတာကိုသဘောပေါက်သိမှာလေလို့ပြောပါရီ။ရာရှီနီကန်ကစုံစမ်းရမိရဲ့တရားခံက22ဦးဖြစ်ပေမယ့်အဒူပိုင်ရဲ့နာမည်ကိုတော့ CDB ကိုရိုင်ကမဖြစ်မနေပုံစံနဲ့ရည်ရွယ်ချက်ရှိရှိထည့်ပေးထားတာဖြစ်တယ်လို့ပြောပါရီ။ဘက်မှာတော့အဒူပိုင်ကထောင်ထဲမှာဝိပုနေနေမိခင်စီယာဖုန်းဝင်လာအောင်ပြန်လဲဆက်သွယ်ခဲ့ရပါတယ်။ရှင်းနေကံပေကဒစေကောင်းစာချုပ်လိုင်စင်ရပုပ်ကို19ရဲ့ဖိုင်တွေကိုစုံစမ်းရေးမှုစုရစီကိုလာရောက်ပေးရပါတယ်။ကံပေက တရားဝင်လိုင်စင်ရှိပြီးသားလူတွေကတရားဝင်တစေကောင်းစာချုပ်သေးဦးနေရဲဆိုတာဖြစ်နိုင်ပါမလားလို့မေးပါတယ်။ဆူရကလေဒါတော့အရင်ကတည်းကတွဲပေါ်တွဲပတ်ခြင်းမလို့ तू ကနားလေကြောင်ပြောတဲ့ခါမှာတော့ဂမ်မေကလိုအပ်ပါကတခြားစာရွက်စာရင်းတွေပါပြီးလို့ရတယ်လို့ပြောပါတယ်။ဂမ်မေကနောက်တစ်ပတ်အမှုမစစ်ခင်စာရွက်စာရင်းတွေကိုတည်တည်ချာချာစစ်ဆေးပေးစီခြင်းတယ်လို့ပြောပါတယ်။ဆူရတော့ဂမ်မေလက်ကိုဆွဲပြီးတော့ तू ဟာအတူပိုင်းနဲ့တွေ့ဖြစ်မှာမဟုတ်တာကြောင့်မလို့သူ့ကိုမိမဲ့မေးခွန်းတွေကိုအခုပဲဖြေပေးပါလို့ပြောပါတယ်။ ဆူရကဒစိကောင်းစာချုပ်လှုပ်ရှားကနေပြီးတော့အခုထိအကုန်ပြောပြပါဆိုပြီးတော့ချင်းချောက်လိုက်ပါရီဂမ်မေကအဒူပိုင်ကိုတွားရောက်တွေးဆုံတဲ့အခါအဒူပိုင်ကသူနဲ့ပတ်သက်တဲ့တက်သေးတွေကိုဖျောက်ဖျက်ပစ်ဖို့ပြောပါရီဆူရတို့ဘဲကလည်းရရှိထားတဲ့စည်ရင်အင်းဒီတိုင်းပဲလိုက်လံပြီးတော့စုံစမ်းနေကြပါပြီဆူရကသူတို့ရဲ့စုံစမ်းရရှိထားတာတွေကတလွဲ့တွေဖြစ်နေပြီးတော့အချိန်သာကုန်သွားလိုက်ရလို့အဒူပိုင်ရဲ့အကြောင်းကိုလည်းဘာပြစ်မှုမှရှာမတွေ့ခဲ့ရကြအောင်မဒန် GDP ကိုပြောပြပါရီနောက်တဲ့တရက်နေ့ရက်နေ့အဒူပိုင်ကအာမခံရသွားတော့မယ်လို့ဆူရကပြောနေပါရီ အခုတက်တီလည်းလုံလောက်တဲ့တက်တီရှိမနေသေးကြောင်း၂၂ရောက်ရဲ့ဖိုင်တွေကလည်းအတူတူလို့ဆူယာကပြောပါရီဆူယာကဖန်းစီရမိထားတဲ့ဒစေကောင်းတွေကဘသူမှလည်းခွင့်ပြုချက်လက်မခံပေးထားအောင်မလို့မတန် GDP ကလက်ခံပေးပါလို့ခွင့်တောင်းပါရီဖန်းစီရမိရဲ့ဒစေကောင်းတွေကိုစစ်ဆီးတဲ့အခါမှာတော့တန်90ဘူးလောက်ရှိမယ်လို့ခံမှန်းထားရကနေအမေရိကန်ချိန်တွေကြည့်တဲ့အခါမှာတော့တန်90ဘူးလောက်ရှိနေကြအောင်တိလိုက်ရပါရီဆူယာနဲ့အဖွဲ့ကမုံမိုင်းအထိကျူးကျော်ပြီးတော့ဝင်ရောက်စစ်ဆေးဖို့တွားရောက်ကြပါရီ ။ဇူရရဲ့တပည့်တယောက်ကတော့နေကန်ရင်မပါဝင်ပဲဝင်ရောက်လို့ဖြစ်ပါမလားလို့မေးပါရီ။ဇူရကကလကအကမေလေးပါဝင်စီကိုတွားရောက်ပြီးတော့အဒူပိုင်းရဲ့အကြောင်းစုံစမ်းခဲ့ပေမယ့်ဘာမှရေရေရာမသိခဲ့ရပဲနဲ့ပြန်လာခဲ့ရပါရီ။အဒူပိုင်းကသူ့ရဲ့အလားပါတွေကိုချီးကျူးမေသူ့ရဲ့မင်္ဂလာဆောင်ဖိတ်စာနဲ့ပုံနှိပ်တိုက်ကြအောင်ပြောတယ်။ဒါတော့ပါပြီလို့ပါဝင်ကပြောပါရီ။တညမှာတော့ JK ကပုံနှိပ်တိုက်မှာတယောက်တည်းတစ်စိကောင်းစာချုပ်တွေကိုရိုက်နေတော့အချက်ပြမိရလင်းလာပါရီ။ JK ကပုံနှိပ်ဆက်ကိုအမြန်ဆုံးပိတ်လိုက်ရပါရီ။အပြင်ဘက်မှာတော့စူရတို့ရောက်လာနေရကြမလို့ရုပ်တသိတွေဖြစ်နေပါရီ။ နေကန်ရဲတွေကတယောက်နဲ့တယောက်အချက်ပေးပြီးတော့ဝိုင်းအောင်လာကြတာကြောင့်မလို့စူရတို့ကလည်းလက်လျှော်ကပြန်သွားရပါသည်။ဒါမဲ့လေအပြန်အလှန်မှာစူရကနီးစက်ရအမိုက်ပုံးတစ်ခုကိုဝင်မွေးတဲ့ခါမှာတော့လွင့်ပြစ်ထားတဲ့စာချုပ်အစုပ်ပြဲတချို့နဲ့ပုံနှိပ်မင်မှုတချို့တွေ့လိုက်ရပါသည်။အဲဒီညမှာပဲအဒူပိုင်ကိုရေးစကန်ကလာရောက်ခေါ်ဆောင်သွားပါသည်။လာခေါ်ရဲရေးဟာစီစဉ်ပြီးပြီလားလို့မေးတဲ့ခါမှာအဒူပိုင်ကတရားရုံးကိုသွားမဲ့ကားအပြင်မှာစောင့်နေရလို့ပြောပါရီအဒူပိုင်ကဒီအချိန်ကြီးတခါမှလက်ထိတ်အခက်မခံခဲ့ရပဲရှိပါရီ အဝင်ဝမှာကံမရစည်းကြိုပြီးတော့သူ့ရဲ့စုံစမ်းထားမှုရာဘာဆွဲချက်မှရှိမနေကြောင်းသတင်းလာပေးပါရီနောက်တစ်နေ့မနက်ခါနာကာတာတရားရုံးမှာတော့ရှေ့နေကအာမခန်ချက်ရှောက်လွာကိုရက်တံပေးဖို့တောင်းဆိုပါရီကံမရလည်းအကျိုးကြောင်းမညီတဲ့ဆွဆွဲချက်တွေကြောင့်မလို့သူ့ရဲ့မှုတွေကရဲစခန်းနဲ့အချုပ်ခန်းနေမှာပဲအချိန်ကုန်ခဲ့ရတယ်လို့ပြောပါရီဆွဲချက်အဟောင်းအနေနဲ့ထက်ခါထက်ခါမဆွဆွဲဖို့ကံမရပြောပါရီဇူယာကတော့ပြီးခဲ့တဲ့ဆွဲချက်အဟောင်းက390ဆိုတာမှန်ကန်ကြောင်းတွေ အခုတကယ်စွဲချက်မှာတော့အမေရိကန်ပြန်လဲစစ်ဆေးမှုအရာ ကိုးကရေဖြစ်နေရလို့ပြောပါတယ်တကယ်လို့ယူပြီးကိုးကရေဘူစာချုပ်တွေကတရားမဝင်ဖမ်းမိတယ်ဆိုလို့ရှိရင်အစိုးရစီကိုဒစိကောင်းစာချုပ်တွေမှတ်ပုံတင်ရမှာကွာဟမှုရှိကိုရှိနေရမယ်လို့ပြောပါတယ်ဇူရကဒစိကောင်းစာချုပ်နှစ်ခုကိုယူလာပြီးတော့တရွက်ကဖမ်းဆီးရမိတဲ့ဒစိကောင်းစာရွက်ဖြစ်ပြီးတော့တရွက်ကတော့နေစဉ်တုံးဆွဲနေတဲ့ဒစိကောင်းစာရွက်ဖြစ်ကြောင်းပြောပြီးတော့တရားသူကြီးကိုပြည့်ရပါတယ် တရားသူကြီးကိုစာချုပ်အတုကိုရွေးချယ်စီရာတရားသူကြီးကလည်းအတုစစ်ခွဲပြပါရီဇူရကစာချုပ်တစ်ခုစလုံးကဘယ်အားမှအတုမဟုတ်ကြောင်းဖန်စီရမိရဲ့စာချုပ်နဲ့အပြင်ကစာချုပ်ကအားလုံးအတူတူပဲဖြစ်တယ်လို့ပြောပါရီအလူပိုင်ကတော့ဇူရရဲ့စွဲချက်တင်မှုကိုတည်တည်ချာချာနားထောင်နေပါရီဇူရကအမိုက်ပုံးလေးကဆေးဘူးအခွန်အလုတ်တစ်ခုကိုယူပြီးတော့ဒီလိုအတူတူဖြစ်နေတဲ့ဒစိကောင်းစာချုပ်တစ်ခုမှာတစ်ခုကနားရှက်သတင်းစာတိုက်ကထုတ်ထုတ်တာဖြစ်ပြီးတော့တစ်ခုကတော့အလူပိုင်ရဲ့လမ်းကြားလေးကပုံးလေးဆက်ကထွက်တာဖြစ်တယ်လို့ပြောပါရီ ။ဇူရရဲ့ဆွဲချက်တွေကခိုင်လုံနေတဲ့ခါမှာတော့အဒူပိုင်ကအာမခံမရဘဲနဲ့ပြန်ဝင်သွားခဲ့ရပါတယ်။အဒူပိုင်ကအချုပ်ကားပေါ်မှာလက်ထိပ်အခက်မခံရတဲ့ပြင်ဖုံးသုံးခွေးမှာရရှိထားသူဖြစ်တာကြောင့်မလို့သူ့ရဲ့တောခွေးတွေကိုတယောက်ချင်းဖုံးခေါ်ကပတ်ဆင်းနေပါတော့လေ။ထောင်ထဲရောက်တဲ့ခါမှာလေဒုံမီစီကိုဖုံးဆက်တဲ့ခါမှာဘီဒီဆိုတဲ့သူကိုငွေတသိန်းလွှဲမှလွတ်မြောက်ဖို့လမ်းပေါ်မေးလို့ဒုံမီကပြောပါတယ်။အဒူပိုင်ရဲ့ဖုံးဝင်ထွက်တွေကိုတော့ CID ကဖမ်းယူနားထောင်နေရပဲဖြစ်ပါတယ်။ ဇွေကတော့အဒူပိုင်ကအတုလုတာမဟုတ်ဘင်းနေတနိုင်ငံလုံးကိုလိန်သွားတာဖြစ်တယ်လို့ပြောပြပါရီစုံစမ်းစစ်ဆေးမှုတွေထဲမှာအဒူပိုင်ရဲ့ဖုန်းလိုင်းအတန်ဖမ်းမှုတွေလည်းပါဝင်တယ်လို့ပြောပြပါရီအဲ့ဒီထဲမှာအစိုးရအရာရှိအကြီးပိုင်းနေနဲ့ဆက်သွယ်ထားတွေကိုလည်းကြားသိရတယ်လို့သူတို့ရဲ့ခေါင်းဆောင်ပြောပါရီဇွေကပဲဆက်လက်ပြီးတော့ဒါကသမုဒ္ဒရာမျက်နှာပြင်ပေါ်မှာပေါ်နေတဲ့ရေခဲတောင်ရဲ့အစိပ်ပိုင်းအစလေးသာဖြစ်တယ်လို့လည်းပြောပါရီသူတို့ခေါင်းဆောင်ရဲ့ကိုကြီးအရာရှိကတော့စူရရဲ့တွေးရှိချက်တွေအကုန်လုံးကိုအသေးစိတ်တင်ပြဖို့ပြောပါရီ ဒါတွေကိုသူတို့ကအစည်းအဝေးမှာထည့်သွင်းပြီးတော့စွေးနွေးမယ်လို့လည်းပြောပါတယ်။မဟာရာရှတာပြည်နယ်ရဲ့အစိုးရကအာဂရီလိုက်စားမှုအတိုင်းအတာတစ်ခုထိရောက်ရှိသွားပြီပဲဖြစ်ပါတယ်။လော့တော်ရဲမှာတော့ဒီကိစ္စကိုစုံစမ်းစစ်ဆေးမှုမရှိခဲ့ပါကအစိုးရဝန်ထမ်းတွေအားလုံးနှုတ်ထွက်သင့်တယ်လို့အာဘောင်အာရင်တန်တန်နဲ့လော့တော်အမတ်တယောက်ဖြစ်တဲ့ရာရှစ်ဒါကပြောနေပါတယ်။တစိကောင်းစာချုပ်ကိစ္စကိုဖော်ထုတ်ချင်နေတဲ့ဝင်းကြီးဂျာဒီစာဟကရှာရှစ်ဒါဟာအဒူဘိုင်စီကလက်စားထားပြီးတော့လော့တော်ရဲမှာတော့သူကအတန်အကျဉ်းဆုံးအော်နေလို့ဝင်းကြီးတူမေကိုပြောပါတယ်။ ဂျာရီစာကပဲဆက်လက်ပြီးတော့သူတို့ကအဒူဘိုင်ရဲ့ကိစ္စကိုဖော်ထုတ်ဖို့စူးစမ်းနေစဉ်မှာလက်စားထားတဲ့ဝင်ကြီးတွေကအဒူဘိုင်ကိုကယ်ထုတ်ဖို့စူးစမ်းနေကြတယ်လို့ပြောပါရီဒူမေကအဒူဘိုင်ကိုပူနီထောင်ပြောင်းပြစ်လိုက်လို့ဂျာရီစာကိုအကြံပေးလိုက်ပါရီပူနီရဲစခန်းမှာတော့စကမ်မှုဂျာတိစူရီကဂျာရီစာရဲ့နဲ့စကားပြောနေပါရီဂျာရီစာကပူနီစကမ်မှုကနေမွန်မိုင်းမြို့မြို့နယ်မှုဖြစ်ချင်ရင်ဘင်္ဂလောကအဒူဘိုင်ကိုပူနီချာချာစောင့်ရှောက်ထားဖို့လှမ်းပြောပါရီဂျာတိစူရီကလက်ထောက်ရဲမှုဟာလာနီကိုအဒူဘိုင်စီကိုဆေးလွတ်လိုက်ပါရီ ဟာလာနီကဒီကနေထွက်ချင်ရင်သူတို့နဲ့ပူးပေါင်းရမယ်။သူတို့နဲ့တူတူပူနီကိုလိုက်ခဲ့မယ်ဆိုလို့ရှိရင်တော့အိမ်မြန်ရဖို့တေးကြလို့ပြောပါရီ။ဆူရီနဲ့သူ့ကိုသာလွင်ရင်တခြားသူတွေကိုမေးလိုက်တော့လို့ဟာလာနီကပြောပါရီ။ဂျာရီစာရဲ့ပီကလည်းဟာလာနီရဲ့ဖုန်းအားတစ်စင်းပူနီကိုလိုက်ခဲ့ဖို့အဒူပိုင်းစီကိုလှမ်းညီပါရီ။အဒူပိုင်းကတည်တည်ချာချာစဉ်းစားပြီးဂျီကင်းနဲ့ဆက်သွယ်တဲ့အခါတတိထားဆက်သွယ်ဖို့နဲ့ဖုန်းခိုးနားထောင်နေရတယ်ရှိတယ်လို့လည်းဟာလာနီကိုပြောပါရီ။အဒူပိုင်ကရဲစခန်းကိုဖုန်းဆက်ပြီးတော့ဟာလာနီရဲ့အကြောင်းကိုစုံစမ်းနေခါမှာရဲမှူးဘာဒီချက်က ဟာလာနီယာပူနီရဲစခန်းက CB ဖြစ်တယ်လို့ပြောတာအဲလူတွေကသာတခုတည်းသောထွက်ပေါက်ဖြစ်တယ်လို့လည်းပြောလိုက်ပါရီဗာရီချက်ကဟာလာနီတို့ပြောသလိုသာလုပ်ဖို့နေဒီဘက်နောက်ပိုင်းကိစ္စတွေတော့သူတာဝန်ထားဖို့ပြောပါရီအဲညမှာပဲပူနီရဲစခန်းကလည်းတစိကောင်းစာချုပ်တွေပါတဲ့ကားစီးကိုဖမ်းမိရာကြောင်းတရင်းစာရှင်းလင်းပွဲတခုလုပ်နေပါရီပူနီရဲတွေကဒီကိစ္စကအဒူပိုင်းနဲ့ပတ်သက်နေကြောင်းလုံးဝသိကြနေရဲလို့လေပူနီရဲတွေကခါနာကာတာကရဲတွေစီကိုလမ်းပြီးတော့အကြောင်းကြားပါရီအဒူပိုင်းကသူ့ကိုခါနာကာတာကနေမဟာရရှိထရာမျိုး ပူရီထောင်ပြောင်းမိဖို့တစုံတယောက်ကိုဖုန်းဆက်နေတာကိုစူရရိုးကကြားဖြတ်အတန်ဖန်းနားထောင်နေနေဒီပိုင်းလေးကလည်းပြီးဆုံးသွားခဲ့ပါပြီ။အရကမရိုစူရကသူရှာပွေတွေးရှိလာခဲ့တဲ့အချက်လက်တွေတိတ်ခွေတွေကိုခေါင်းဆောင်ထောင်ပေးရနေပါတယ်။အဲ့မှာခေါင်းဆောင်လွတ်တော်ဝင်းကြီးကစူရကိုလုံးစရာရှိရာဆက်လုပ်ဖို့ပြောပြီးတော့တဲ့တေကန်ပစ္စည်းတွေကိုတော့လွတ်တော်မှာတင်ပြပေးမှမလို့သူနဲ့ထားခဲ့ဖို့ပြောပါတယ်။သူတို့ကိုယ်တိုင်ဖမ်းမိမယ်လို့လည်းလွတ်တော်ဝင်းကြီးကပြောပါတယ်။ ဆိုရအဒူပိုင်ရဲ့ပူနီရင်းနဲ့ဖုန်းဆက်ဆက်သွယ်မှုရာသူ့ကိုပူနီကိုလမ်းခေါ်ဖို့အကြောင်းသာဖြစ်တယ်လို့ပြောပြပါရီအားလုံးကလည်းအဒူပိုင်ကိုသူ့ရဲ့မျက်စိအောက်ကနေလွတ်မပေးတင်ကြအောင်ဆုံးဖြတ်ကြပါရီဆူရကသူ့မှာတိတ်အပူတွေပွားထားကြအောင်အဒူပိုင်ကိုပူနီကိုပို့လို့မဖြစ်ကြအောင်မရန် GDP ကိုပြောနေချိန်မှာအခန်းထဲမှာဂျန်ကြီးတွေဝင်ကြီးကအဒူပိုင်သာပူနီကိုရောက်သွားရင်သူတို့အတွက်တတ်တာမေးလို့သူ့ရဲ့ဘီကိုပြောပါရီဘီကတော့မတတ်တာရဲ့အပြင်ပို့ပြီးတော့ရှုပ်ထွေးလာနိုင်တာကြောင့်မလို့တခြားနည်းလမ်းကိုပြောပြီးတော့စဉ်းစားသိနေလို့ဆိုပါရီ ဆူရတော့မဒန် GDP ကိုပုံမြင်နှင်းမှာလှည့်ကွက်တည်ရှိရလို့စနောက်လိုက်ပါရီလောက်တော်ရဲမှာတော့တက်သေးရရတာရဲ့ဝင်ကြီးကအာပေါင်းအရင်တန်တန်နဲ့အဒူပိုင်းကိုအေးအေးယူဖို့တဘာပတိစီကိုတင်းမြပါရီအဒူပိုင်းကထောင်ထဲမှာအသုံးဆောင်ပစ္စည်းအပြည့်စုံရရှိထားအောင်လောက်တော်အစီအစဉ်ကိုထောင်ခန်းလေးကနေ TV ကနေကြည့်နေပါရီသူကဆိုရင်ဒေါ်သားနဲ့ဖုန်းနဲ့ခေါ်နေပေမဲ့လူကြီးမင်းနဲ့တိုးနေရအောင်မလို့ဒေါ်သားထွက်နေပါပြီနောက်နေ့မှာတော့ဆူရကလက်နေဆက်တလုံးယူလာပြီးတော့အဒူပိုင်းနဲ့ဂိမ်းကစားသလိုမျိုးမေးခွန်းနေမေးပါရီ TV အစီအစဉ်တစ်ခုဖြစ်တဲ့ဘသူကတန်းကျွယ်တထေးလဲဆိုတဲ့အစီအစဉ်တိုင်းမေးခွန်းနေပြင်းနဲ့ဂိမ်းကစားကြတာဖြစ်ပါတယ်။ဆူရကတဂရီတန်မေးခွန်းစပါပြီလို့ပြောကလုပ်ငန်းစတင်လေပတ်တဲ့ခုနှစ်ကိုမေးပါတယ်။ဆူရကတစိကောင်းစာချုပ်တွေဘေးကရရလေလို့မေးတော့အဒူပန်ကအစိုးရစီကခွဲဝေယူခဲ့တာဖြစ်တယ်လို့ဖြေပါတယ်။ဘန်စီယာမီရဲ့တစိကောင်းတွေကလည်းသူနဲ့မပတ်သက်ကြအောင်ပြောပါတယ်။ဆူရကဂိမ်းစားနေရတာဖြစ်တာကြောင့်မလို့အသက်ကယ်ကူညီအဖြစ်တယောက်စီကိုဖုန်းခေါ်နိုင်တယ်လို့လည်းပြောပါတယ်။ နောက်တစ်နေ့မှာတော့အဒူပိုင်ဟာစိတ်ရှုပ်ပြီးတော့နေစဉ်အိမ်သားထဲမှာပဲသွားထိုင်နေပါရီစစ်စေးမင်းမြတ်သူတွေကအိမ်သားထဲမှာကြာနေတဲ့အဒူပိုင်ကိုသွားရောက်ခေါ်ဆောင်ခဲ့ရပါရီဆူယာကနောက်ဆုံးအနေနဲ့ဂရေ3000တန်မေးခွန်းကိုဖြေပါလို့ပြောပြီးတော့ဘေယာကလုပ်ငန်းအတွက်မော်ဒယ်လေးလို့မေးပါရီဆက်ပြီးတော့သူကြားဘူးထားတာကတော့ပတ်စံကိုမရှာဘဲလုပ်ယူတယ်ဆိုတာပဲဖြစ်တယ်လို့ပြောပါရီဆူယာကအမှန်တိုင်းအားလုံးပြောပြဖို့နဲ့ဒီကနေလွတ်ဖို့ဆိုတာကိုမစင်စားဖို့အဒူပိုင်ကိုပြောပါရီအဒူပိုင်ကသူဟာစင်းရဲဖို့ကံပါလာပေမဲ့သူ့ရဲ့ကံကိုသူကိုယ်တိုင်ပြောင်းလဲပြစ်လိုက်အောင်သာဖြစ်တယ်လို့ပြောပါရီ ဒီလိုအကံကိုပြောင်းလဲပြစ်ဖို့ကနှစ်တည်းအများကြီးအချိန်ယူခဲ့ရတယ်လို့ပြောပြပါတယ်။နောက်တော့အဒူပိုင်ကအချိန်ဆီသွားပြီဖြစ်ကြောင်းနဲ့သူဟာဆရာဝန်နဲ့ချိန်ထားတယ်လို့ပြောကဆူယာတို့ကိုပြန်စီလိုက်ပါတယ်။ဆူယာကသူတို့ကနောက်တစ်ခါဒီထက်ပိုပြီးတော့အေးအေးဆေးဆေးဖြစ်အောင်အချိန်ယူပြီးတော့ပြန်လာခဲ့မယ်လို့အဒူပိုင်ကပြောလိုက်ပါတယ်။အဒူပိုင်ကဆူယာကိုကြည်လင်မှုမရှိတဲ့ရေထဲမှာအပ်ပြောက်ကိုလိုက်ရှာနေတဲ့သူပဲလို့ပြောပါတယ်။ဆက်ပြီးတော့အပ်ကိုတွေးရင်တောင်မှရေကတော့နောက်နေအောင်မှပဲလို့ပြောပါတယ်။ သူ့ကိုရက်တန်လိုက်လို့ရေကန်ကကြီးလင်သွားမယ်ဆိုရင်တော့ရေထဲကိုနှိုက်ပြီးတော့အပြောက်ကိုရှာပါလို့ပြောပြီးတော့ဆလန်ဘေးကထွက်ခွာသွားပါတော့လေနောက်တနေ့သတင်းစာမှာခါနာကာတာနဲ့ပူနီအစိုးရကမတည့်အတူနေတယ်လို့ဖြစ်ပြီးတော့တမမလေးခါနာရောပူနီပါသူ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေရဲ့လို့အတူပိုင်းကပြောပါရီသူတို့နှစ်ဖက်က2004ရွေးကောက်ပွဲအတွက်လေကြီးမားတဲ့မိတ်ဆွေတွေဖြစ်နေပြန်ပါရီအတူပိုင်းကတော့ရှိနေကံမင်းရဲ့စကားပြောနေပြီးသူဒီကနေထွက်ခွာဖို့အတွက်ဘာရီဂျာတာကိုပြောပြီးပြီလားလို့မေးပါရီ ူကအိမ်သားလေးကိုတနေ့ကို2နာရီလောက်ဝင်ပုံးနေရတာ3ရက်လောက်ရှိပြီလို့လည်းပြောပါရီကင်မရာကဒီယိုစနာတီတော်တရင်ပို့ပြီးပြီဖြစ်ပေမဲ့သူတို့တွေလည်းဘာမှမတတ်နိုင်ကြဘူးလို့ပြန်ပြောပါရီအဒူဘန်ကတောခွေးတွေကိုအချိုကန်းလိုက်ပါလို့ကင်မရာကပြောပါရီကင်မရာလေအဒူဘန်ရဲ့အကြံပေးချက်တိုင်းအချိုပွဲတွေကိုရွေးကောက်ပွဲနိုင်ရေးအတွက်ခေါင်းစဉ်တက်လိုက်ကလိုက်လံပို့ဆောင်ပေးပါရီရှာရှိတာကဖျားဝှက်ပြုနေစီမှာသူ့ရဲ့တပည့်ကအဒူဘိုင်းနဲ့ကိစ္စဥက္ကဋ္ဌကခေါ်လေလို့လာပြောပါရီ တပည့်ပြည်သူကလည်းအတူပိုင်ကိုဆွန့်လွတ်လိုက်ရင်တော့အာရက်ကိုဆွန့်လွတ်လိုက်ရတယ်လို့မျိုးဖြစ်လိမ့်မယ်လို့ရှာရွတ်တာကိုပြောပါတယ်။နောက်တစ်ရက်မှာတော့အတူပိုင်ဟာလက်ထက်အခက်မခံရဘဲလေးလေးတချုံချုံနဲ့ထောင်ပြောင်းမှုထွက်လာပါတယ်။အပြင်ရောက်တဲ့အခါမှာတော့ဆူယာကကားကိုဒရဂျန်မောင်းဝင်လာပြီးတော့ဘသူရဲ့ခွေးမှုချက်နဲ့အတူပိုင်ကိုထောင်ပြောင်းလာတယ်လို့လာမိပါတယ်။တပတ်ကလာခေါ်တဲ့ရိမ်းမီကလည်းပူနီတရားဝင်ရဲ့အမိန့်စာနဲ့လာရောက်ခေါ်ဆောင်ခြင်းဖြစ်တယ်လို့ဆာရွက်စာရင်းတွေကိုပြကတောင်းပန်ပါတယ်။ကာနာကရာထောင်မှုကလည်းသူတို့လည်းအခုလေးတွေမှာဒီကိစ္စကိုသိရတာဖြစ်တယ်လို့ပြောပါတယ်။ ပူနီယရေးတွေကစူရစီမှာတွားခွင့်ပြုဖို့တောင်းဆိုပြီးတော့အဒူဘန်ခေါ်ဆောင်သွားပါတယ်။အဒူဘန်ကကားပေါ်ကနေစူရတို့ကိုပြောင်ပြပြီးတော့ထွက်ခွာသွားပါတယ်။အဒူဘန်ကသူဟာပတ်စံရှာဖွေလူမဟုတ်ပင်နဲ့ပတ်စံကိုလုတ်တဲ့သူဆိုတာအခုသဘောပေါက်လောက်ပြီးထင်တယ်လို့စူရကိုလှမ်းပြောခဲ့လိုက်ပါတယ်။ပူနီချင်းအောင်တွေရောက်တဲ့အခါမှာတော့အေးစေးစေးအစာစားနေတဲ့အဒူဘန်ကိုရေးနှစ်ယောက်ကအစိုးရပေးတာစားနေပြီးတော့ဇိမ်ကြနေရလားလို့မိကပါရီကြီးလှန့်ရိုက်ပါတော့တယ်။ရိုင်းနေရေးနှစ်ယောက်ကအသားမနာခြင်းအဖွဲကဘလောက်ကြီးလဲဆိုတာနဲ့ အဲ့ဒီဘွဲထဲမှာဘသူတွေပါလဲဆိုတော့ဖြေးဖို့မေးပါတယ်အဒူပန်ကလေဒူမေဂျာနဲ့ဂျာရီစာဟဆိုရဲမင်းတို့ရဲ့ဖအီတို့တွားမီးတို့ပြောလိုက်ပါတယ်ရေကအဒူပန်ကိုမင်းတို့ကောင်ရဲ့ပါဇက်ကဂျာရီစာရဲ့ဒူမေဆာရုရဲ့နာမည်ကိုပြောရဲသလားလို့မေးပြီးတော့ပေါ့ထည့်ပြန်ပါတယ်အဒူပန်ကလေငါ့ကိုလာချင်းတော့မင်းတို့ရစရာနောင်နာပဲရှိရလို့ပြောတော့နောက်ထပ်ရေးတယောက်ကအဒူပန်ရဲ့မျက်နှာတက်တက်ကိုထိုးချပါတယ်ရေးတယောက်ကလေအဒူပန်ရဲ့ကိုလောင်ဆွဲပြီးတော့ဒါကနမူနာကွာနောက်နေ့မှာတော့ခေါင်းမာနေနေရည်ဒီလိုပဲဆက်ဆံခံရမယ်လို့ပြောပါတယ် ။ခေါင်းဆောင်ကြီးရဲ့နာမည်ပါဇက်ကထပ်ထွက်လာရင်ဒီထက်ပိုပြီးတော့နာမည်လို့ပြောပြီးတော့ထိုးကြိတ်ထားခဲ့ပါတယ်။အလူပိုင်ကကမ်ဘေစီကိုချက်ချင်းဖုန်းဆက်ပြီးတော့သူ့ကိုရေးနေကောင်ရိုက်တဲ့အကြောင်းဒေါသကြီးနဲ့အိုဟစ်ပြောဆိုနေပါတယ်။ကမ်ဘေကလည်းရေးရီယာစိတ်မထိန်နိုင်တာကြောင့်မလို့ရိုက်တာဖြစ်ကြောင်းနဲ့သူရဲ့ဝန်ထမ်းတယောက်ကိုလည်းဆွဲသွားသေးတယ်လို့ပြောပါတယ်။ဝန်ထမ်းတယောက်ကိုအမှုနှစ်ခုနဲ့ဆွဲထားပြီးတော့အားလုံးရဲ့တရားခံကအဒူပန်ဖြစ်တယ်လို့ကမ်ဘေကပြောပါတယ်။အဒူဝန်ကလေသူကရပ်ပေါင်း60သဘောတူညီမှုနဲ့ဝင်ရောက်ခဲ့ပြီးတော့အခုဘာကြောင့်အမှုဖွင့်စစ်ဆေးနေရလဲဆိုတာသိကျင်တယ်လို့ပြောပါရည် ကံမေကရက်60နဲ့ထွက်လာဖို့မျှော်လင့်နေလို့မရကြအောင်အတိပေးလိုက်ပါလေ။ဒါတရားရုံးရဲ့အမှုဖြစ်နေရကြောင်းမလို့တပတ်လားတစ်နှစ်လားဆိုတာကိုသူ့ဘက်ကလည်းပြန်မပြောပြနေတာကြောင်းမလို့ကံမေကပြောနေပါလေ။ဟာလာနီစူရီဂျာရီဆာရဲ့နေဒူလာမေလပ်တိုရဲ့ရည်ရွယ်ချက်ကအဒူဘန်အောင်ထောင်ထဲထည့်ထားဖို့သာဖြစ်တယ်လို့ကံမေကပြောပါလေ။အဒူဘန်အောင်ဂုတ်သွေးဆုပ်ဖို့သာဖြစ်ကြောင်းကံမေကပြောတဲ့ခါမှာတော့ဟာလာနီကသူ့ကိုယုံမှာဘူးဆိုတာသူသတိထားမိလိုက်တယ်လို့အဒူဘန်ကပြောပါလေ။အဒူဘန်ကကံမေကိုသူ့အတွက်နေရမခက်အောင် အပြင်ဘက်ကနေပြီးတော့တခုခုလှုပ်ပေးဖို့နေသူလဲအထဲမှာအနေချောင်အထဲရလှုပ်မယ်လို့ပြောပါတယ်အဒူပိုင်ကဖုန်းကိုစိတ်တူကပောက်ခွဲလိုက်ပြီးတော့စိတ်ဒီကိုင်းနှလုံးမသားမရဖြစ်ကလဲကြသွားပါတယ်တတိမိနစ်စဉ်မှာသူကိုယ်တိုင်ရဲတက်လိုက်တဲ့ဆူလမန်ကိုတွေ့ရပြီးတော့သူ့ကိုလာချောင်းနေလို့ "तू ကကြောက်မေလို့ထင်နေရလား"လို့အဒူပိုင်ကမေးပါတယ်ဆူလမန်ကတော့ဘာမှပြန်မပြောဘဲနဲ့မုံဂျိုတွေစားနေပါတယ်အဒူပိုင်ကရှင်နေတုံးကဘာမှသုံးမရတဲ့ကောင်ကပေရင်တော့အသုံးဝင်စေရမယ်လို့ပြောပြီးတော့ဆူလမန်ရဲ့လေပြင်းကိုထားညစ်ပါတယ်ဆူလမန်ကမျက်လုံးကြီးအေးထွက်လာပြီးတော့တေးဆုံးသွားပါတယ် အဲဒီအချိန်မှာပဲသတိရနေရသူ့ကိုအမှုစစ်ရဲတယောက်ကစောင့်ကန်နိုးပြီးတော့တချိန်လုံးအိတ်လိုက်စားလိုက်နဲ့ဝက်လိုကောင်းလို့လည်းပြောပါရီရပတိမွေလိုကောင်းလို့ပြောပြီးတော့နောက်တစ်ယောက်ကထက်ကန်ပါရီနောက်တစ်ယောက်ကလည်းသူ့ကိုမော်မကြည့်နေလို့ပြောပြီးတော့ထထိုးပြန်ပါရီအလူပိုင်ကရဲလက်ကိုဖမ်းချုပ်ပြီးတော့သူ့ကိုရိုက်ချင်ရင်သူ့ကိုယ်တိုင်ရိုက်ပေးမယ်။ "तू ကတေလူဖြစ်နေရဲ့"လို့ပြောကသူ့ရဲ့ပါအောင်သူ့ကိုယ်တိုင်ရိုက်ပါရီဗဇက်တွေကထွက်လာတဲ့သွေးတွေကိုတော့ရဲရေးစီကိုထွေးထုတ်ကသူ့မှာ HIV ရှိကြောင်ပြောပြီးတော့သူနဲ့အတူတူခေါ်သွားမယ်လို့လည်းပြောပါရီ အလူပိုင်ကသူ့ရဲ့ပါဇက်ကသူ့ရင်နဲ့အာဝါပေးလိုက်ရမလားလို့မေးပြီးတော့ရေးရင်တော့တိုးသွားပါ ರಿ အဲတော့မှပဲအလူပိုင်ကနှိမ့်ဆက်ခံရတဲ့ဘေးအာနေမျိုးကင်းလွတ်ခွင့်ရခဲ့ပါ ರಿ ဟာလာနီကပူနီရဲ့လူယုံမှဆိုရင်သူကမွန်မိုင်းလူမိုင်းလို့အလူပိုင်ကပြောပါ ರಿ အခုတော့ဟာလာနီကပူနီကနေသူထွက်ခွာဖို့နေမွန်မိုင်းကိုပြန်မှုအတွက်ပတ်စပို့ဖြစ်တော်မေးလို့လေအလူပိုင်ကပြောပါ ರಿ နောက်ဒီမှာလူသားမှုတစ်ခုတက်ပူနီရဲ့တွေကအလုရှုပ်နေပါ ರಿ ရဲရီဟာဟာလာနီနဲ့စူရီကအလူပိုင်ကိုအသေးနှိပ်ကွနေကြကြောင်းတိုင်ပင်ပြောဆိုနေပါ ರಿ နောက်တစ်နေ့မှာတော့ရဲမှုရာဝတ်တို့နဲ့အဖွဲ့ကတရားဥပမာရှောက်လွဲချက်တင်ပြီးတော့ဇူလမောင်တက်တဲ့တရားခံကအဒူပိုင်ဖြစ်တာသိကြတာကြောင့်မလို့မုံမိုင်းတရားရုံးကိုပူနီကနေပြီးတော့လွှဲပြောင်းပေးရမယ်လို့ပြောပါရီနောက်တစ်နေ့မှာတော့ပူနီအချင်းထောင်ကလွတ်လာတဲ့အဒူပိုင်ကိုရာဝတ်ကတော်တော်ပြုံးနေလားလို့မေးပါရီအဲအချိန်မှာဟာလာနီကလည်းကားနဲ့ရောက်လာပြီးတော့ဒီမှာဘာရီဖြစ်နေရလဲလို့မေးပါရီရာဝတ်ကလည်းတရားဥအမင်းဖြစ်တာအကြောင်းမလို့သူတို့လည်းမလွန်ဆန်နိုင်ကြောင်းပြောကအဒူပိုင်ကိုခေါ်ဆောင်သွားပါရီအဒူပိုင်ကတော့ထုံးစံနိုင်မဲ့ဟာလာနီကိုကားပေါ်ကနေပြီးတော့ပြောင်းပြသွားပါရီ မုံမန်းကိုရောက်တဲ့အခါမှာတော့တရားရုံးမသွားခင်6ရက်15ရက်ရသည်ရေလို့အဒူပိုင်ကိုပြောပါတယ်အဒူပိုင်ကပူနီထောင်လေးကနေသူ့ပိုင်နဲ့မုံမန်းရေစကန်မှာအချုပ်ခံလိုက်ရပါတယ်တရားရုံးမှာတရားရင်ဆိုင်ရတဲ့အခါမှာတော့တင်ပြလာတဲ့စာရွက်စာရင်းနဲ့တသက်တေရအဒူပိုင်ကဆူလမန်ကိုတတ်တဲ့သူဖြစ်ကြောင်းထင်ရှားရလို့ပြောပါတယ်အဲဒီဆွဲချက်တွေကိုသဘောတူသလားလို့အဒူပိုင်ကမေးတဲ့အခါမှာတော့အဒူပိုင်ကတစ်ချက်ပြောပြီးတော့နောက်လေကြည့်တော့ဆူလမန်ရဲ့မိခင်ကိုညှိုးငယ်နေမျက်နှာနဲ့တွေ့လိုက်ရပါတယ်အဒူပိုင်ကတော့သူကလုံးဝအင်နိုဆန်လေးဖြစ်ပြီးတော့လုံးဝအပြစ်ကင်းစင်နေလို့လည်းညင်းပါတယ် အဒူဝန်ကတော့တရားရုံးကအပြန်မှာနာဖီဇာနဲ့ဇီယာတို့စီကိုအေးဆေးဝင်ပြီးတော့တွေ့လိုက်ပါသေးတယ်။အဒူဝန်ကဇီယာကိုအဝေးကနေပြီးတော့ပဲခဏဖြစ်ဖြစ်ကြည့်လို့ရအောင်နာဖီဇာစီမှာခွင်တောင်းပါလေ။နာဖီဇာကိုလေသူ့ကိုမလေးစားတော့တာသူ့အနေနဲ့ခံစားရကြအောင်ဒီမှာမိသားစုနဲ့အတူတူနေဖို့အခွင့်အရေးဟာသူ့အတွက်ဝေးပြီဖြစ်ကြောင်းဘာညာနဲ့ငိုနေခဲ့ပါလေ။သူဟာဘလောက်ပဲလိန်ညာအမားတွေလုပ်ခဲ့ပါစေသူ့ရဲ့ချက်ကတော့အစ်မံဖြစ်ကြောင်းလည်းဖွင့်ဟလိုက်ပါလေ။အဲဒီမှာဇီယာကထွက်လာတဲ့အခါမှာအဒူဘန်ကသူ့နောက်မကပ်ဖို့ပြောပြီးတော့မိခင်ကိုစောင်းရှောက်ဖို့မှာကြားလိုက်ပါရီ အလူပိုင်ကစာအုပ်လေးအာယုံဆိုင်ဖို့ပြောကအချုပ်ကားစီကိုပြန်သွားလိုက်ပါတယ်။လေရောအင်းရဲ့တနီးယာမှာတော့လွှတ်တော်တဘာပတိဂျာရီစာရဲနဲ့အဖွဲကအလူပိုင်ရဲ့အမှုကိစ္စကိုအဓိကဆွေးနွေးနေပါတယ်။ညဘက်မှာတော့မုံမန်းရဲနဲ့မူရရန်ကားသူတွေကလမ်းပေါ်မှာပြဿနာရှုံနေကြပါတယ်။မူရသူတွေက SRPF ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်သူတို့ကိုဖမ်းဖို့အာဏာမရှိဘူးလို့ပြောပါတယ်။သူတို့ဖမ်းပြီးတော့ BS ကန်ကိုခေါ်သွားမှလေးလို့လည်းမေးပါတယ်။အဲဒီအချိန်မှာပဲရဲတွေဟာအတွင်းဝင်များယုံကိုချက်ချင်းသွားဖို့အကြောင်းထိန်းချုပ်ခံရဲ့အမိန့်ပေါ်လာခဲ့ပါတယ်။ အဒူပိုင်ကတော့နေဘက်မှာအချုပ်ထောင်ခန်းလေးမှာအယောင်ပြနေပါလိ။ညဘက်ရောက်တဲ့ခါမှာတော့ရေးရည်နဲ့လဝါရိုက်ပြီးတော့အပြင်မှာရှောက်သွားပါလိ။အဒူပိုင်ကသူဝေထားတဲ့တိုက်ကန်းစီမှာကျင်းပါတဲ့ပါတီပွဲကိုလာတာပါတာဝေဆားကရောက်သွားပါလိ။ပါတီပွဲမှာတော့မဟာမိတ်ပါတီနှစ်ခုရဲ့လွှတ်တော်ဝင်ကြီးတွေရွေးကောက်ခံကိုယ်စားလှယ်ရဲ့ရေးရရှိအကြီးအကဲတွေထောင်ဝင်ရရှိအကြီးမှုတွေနဲ့နောက်ဆုံးမှာတော့လွှတ်တော်တဘာပတိကိုယ်တိုင်မှာတက်ရောက်လာပါလိ။ဒီတိုက်ခန်းကဒီလိုလှုပ်ဖို့အတွက်လုံးတဲ့နှစ်နှစ်သုံးနှစ်ခရေကဝေထားတာဖြစ်ပြီးတော့အခုမှပဲအတုံးချရတယ်လို့ဒုံဘီကိုပြောပါလိ။အဒူပိုင်က ဒုံမီရောက်နေမှာတော့ဒီနေရာပြေဆုံးသွားပြီနိုင်ငံတကာဘာဖြစ်သွားပြီလို့ပြောပါတယ်ရှားရီလုံးကြီးရဲ့ဒုံမီက "तू हा ဘာမှမတော့ရသေးကြောင်ပြောတာကြောင့်မလို့အလူပိုင်းကအရက်တစ်ခွက်ယူပေးပါတယ်"ဒူမီကမစ္စတာမိုးဦးဆောင်ပြီး SID အပွဲတစ်ခုအစ်စ်ဖွဲလိုက်တယ်လို့အလူပိုင်းကိုပြောပါတယ်ဒီဘွဲကိုဂျိုင်းစင်းကဦးဆောင်မှာဖြစ်ကြောင်သိလိုက်ရပါတယ်အလူပိုင်းကဂျိုင်းစင်းကဘာလုပ်လဲလို့မေးတော့ SRBF မှဂျောင်းတို့ခံထားတဲ့ကောင်းလို့ဘေးရလူဝင်ပြောပါတယ်အလူပိုင်ကတော့မုံမိုင်းမျိုးဟာထူးဆန်းတဲ့မျိုးဖြစ်ကြောင်းလူချင်းတီတီမတီတီပတ်စံသာရှိရင်အားလုံးကိုဖနက်လှုပ်စီးလို့ရတယ် ပဇံကတကားတန်းကိုဖွင့်ပေးနိုင်တယ်။တကားပွင့်သွားတဲ့မိုဘိုင်းတစ်မျိုးလုံးကိုတင်းနဲ့ပန်းလို့ရတယ်လို့ဂျီဂီကိုပြောပြီးတော့ဘောင်းမီစစ်ကိုဖွင့်ကဘရန်နာကနေပြီးတော့မိုဘိုင်းမျိုးကိုတင်းနဲ့ပန်းပလိုက်ပါတယ်။ဒီမျိုးမှာလဲကြသွားရင်လာထူမဲ့သူမရှိပေမဲ့ကိုယ်တိုင်ယုံပြီးတော့ပြန်ထားနိုင်ရင်တော့အလေးပြုတဲ့သူတွေတန်းစီနေလိမ့်မယ်လို့ပြောရင်းနေ။အဒူပိုင်က SID စရင်းစာရွက်နဲ့လက်မပေးနေတဲ့သေးတွေကိုတုတ်ကစာရွက်ကိုဖျဲပြလိုက်ပါတယ်။အဒူပိုင်ကမိုဘိုင်းပြင်ကဘာလုပ်လဲလို့အကြေးအော်လိုက်ရင်းနေဒီဘိုင်းလေးကလည်းပြီးဆုံးသွားပါတယ်။